တစဉ်ဦးရဲ့ကြောင်စိုးဦးရဲ့ဇော်ဖုံးလင်၃ယောက်ပြောရတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်လိုက်တာပေါ့နော်အပြောမယ်ဆိုဒါကတမင်တော်ဝါလာဖျံမှုအတွက်အာသူတို့၃ယောက်送ပြီးတော့အာဒီအကြောင်းပြောတာလို့အာကျွန်တော်ယူဆတယ်ဗောနော်အဲ့တော့အာဒီထဲမှာသူတို့ကအာဒီဖြစ်စဉ်ဒီဒီဘဲရင်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ဒီလက်လုံးဘုံတွေပောက်ကွဲတာဆိုပြီးတော့ပြောတယ်ကျွန်တော်ခုနကအမှားအမှားရှိတဲ့အာကျွန်တော်တို့ CDM ဆီယာမတူတင်ထားတဲ့ဗီဒီယိုဖိုင်ကျွန်တော်တို့ online မှာတွေ့ရပါလိမ့်မယ် အဲ့ဗီဒီယိုဖိုင်မှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ဒီဘုံကြတဲ့အချိန်ပျက်စီးတဲ့အခြေအနေဟာဒီလိုအောက်မှာရှိတဲ့ဘုံတွေကနေပြီးတော့ပောက်ကွဲတဲ့ပုံစံမျိုးလုံးဝမဟုတ်ဘူးဆိုတာကျွန်တော်တို့တွေ့ရအောက်မှာရှိတဲ့ဘုံတွေပောက်ကွဲမယ်ဆိုရင်အာကျွန်တော်တို့ဘယ်လိုပြောလဲခေါင်းမိုးကြီးကိုဒီလိုဝုန်းဆိုအကုန်လုံးပွင့်ထွက်သွားနိုင်တဲ့အခြေအနေတစ်ခုကိုအာကျွန်တော်တို့ဖြစ်မှာမဟုတ်ဘူးအခုကကအပေါ်ကနေကျလာတဲ့ဘုံကြောင့်အာဒီចောင်းဆောင်က အောက်ကပျက်စီးမှုတွေဖြစ်ပြီးတော့ဖြစ်သွားတာလို့ကျွန်တော်တို့ပြောလို့ရတယ်။အဓိကတော့အမှထိတာစာသင်ခန်းနှစ်ခန်းပေါ့နော်။နှစ်ခန်းထိရယ်။နှစ်ခန်းထဲမှာတစ်ခန်းမှဆိုရင်အာကျွန်တော်တို့ဟိုတော်တော်များများကလေးတွေတော်တော်များများတည်တည်ဆုံးကြတယ်ပေါ့နော်။အဲ့တော့သူတို့ကဘလို့ဘုံနေနဲ့ခြေတာလဲ။တေချာတို့ကတော့ပထမပေါင်900လို့ဘုံမျိုးမဟုတ်ဘူး။အာကလပ်စတာလို့ဘုံမျိုးလို့အာကျွန်တော်အနေနဲ့ယူဆ။ဘာလို့ကလပ်စတာလို့ဘုံမျိုးနဲ့ အာကျဲတယ်လို့ကျွန်တော် cluster ဟိုဟိုဘုံသီးတွေကြတော့အာကျွန်တော်ဘုံလို့ပြစ်ချလိုက်ပြီဆိုတာ ਨੇ အာသူမြေပြင်ဘုံလို့စိုက်ပြီးတော့ကြားတယ်အပြည့်တော့ရာဝတ္ထုတစ်ခုနဲ့တိပြီးတော့ဒုံးလို့ပေါက်ွဲအကျင်းနေပါလေဖြစ်သွားတယ်ဘောင်900လို့250လို့ဒီလိုဥစ္စာအဲ့လိုသွားဒါပေမဲ့အခုကျဲချတဲ့ဘုံသီးက cluster လို့ဘုံသီးကနေပြီးကျဲချတဲ့ပုံစံမျိုးလို့ကျွန်တော်ကတော့ယူဆတယ်ဘာကြောင့်လဲဆိုတော့သူကဒီ point ဆိုတော့သွားတဲ့အချိန်မှာဘုံသီးတိတိလေးတွေကပဲပြပြီးတော့သူကထိသွားတာပေါ့နော်ထိတာထိတာဆိုတော့ အပေါ်ကနေကြာတာဖြစ်တော့ခေါင်းမိုးတွေဒီလိုကြာတာဖြစ်တော့အောက်မှာဘုံစံနေကြာခဲ့တဲ့အရာတွေကျွန်တော်တို့တွေ့ရတယ်အဲအရာတွေကအကြီးမဟုတ်ပဲねဒီ cluster လို့ဘုံကြီးကနေထွက်တဲ့ဘုံဘုံစံလို့ကျွန်တော်တို့ယူဆရတဲ့အတွက်ဟာပေါ့နော်ဒါကဟိုပြောရမယ်ဆို cluster ဘုံကြီးတွေအထက်မှာ81တို့ဟာပေါ့နော်81ဘာဘာဘုံကြီးတို့60ဘာဘာဘုံကြီးတို့ဒါတွေနဲ့ဖွဲ့ပေါ်ပါပေါ့နော်အထက်မှာအာထည့်ထားတာပေါ့နော်အဲ့လိုဘုံကြီးတွေဖြစ်တဲ့အတွက်ဒီဥစ္စာတွေဘုံဘုံလို့ကြာပြီးတော့ဒီနားမှာပောက်ကွဲတာလို့အာကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲ့ ပြောချင်တာပထမတစ်ခုကဒါဒီလက်လုပ်ပုံပေါက်ပွဲတဲ့သူတို့ရဲ့ဝါဒဖြန့်ချီတဲ့ဥစ္စာတစ်ခုမဟုတ်ဘူးဒါအချက်လက်နဲ့အဲကျွန်တော်ပထမဆုံးပြန်ပြောချင်တာဒါကိုလည်းအဲသက်ဆိုင်ရာဒီသားကသူတွေကနေပြီးတော့ဒါတွေကိုပြောထားတာပဲရှိတယ်